လူရှင်ကပေးတာများများပြည်သူတွေရောက်တာစီကနေနေဖြစ်ပြီးတော့ကျတော့ကြားထဲမှာပြတ်တာတွေလက်တာတွေကနာကိမုန်တိုင်းတော့လည်းခံခဲ့ရဘူးပေါ့ကျုံခဲ့ဘူးပေါ့နော်ဟိုဟာရာပြီးဟာရာတွေပြီးတဲ့ပြီးစကင်မုန်တွေတော့မှတက်ထဲမှာယူစားတာတော့ဟိုကရွက်ဖြစ်နေတွေကိုယူသွားတော့ဒါတွေကသူတို့လူနေကြအလုပ်တွေပဲလို့ကျွန်တော်မြင်နေပေါ့စကိုင်းမြို့နီးကိုဗဟိုပြုပြီးမလာ၂၈ရက်ကအင်အား9.9 Richter scale ရှိတဲ့ငလင်ချင်းနဲ့နောက်ဆက်တန်းငလင်တွေလှုပ်ခတ်ခဲ့ပါတယ် အဲ့ဒီငလင်ကြောင့်စကိုင်းတိုင်းမန္တလေးပဲခူးနေပြည်တော်နဲ့ရှမ်းပြည်တောင်ပိုင်းဒေသတို့မှာအိမ်နဲ့အဆောင်အုံဇေဒီဖျားပလီကျောင်းလန်ဒရာတွေပြိုကျပျက်စီးကလူထောင်ချီတည်ဆုံးပြီးတောင်းနဲ့ချီတန်ရရက လူအများအပြားအရေးပေါ်ကူညီကယ်ဆယ်ရေးလိုအပ်နေရလို့အမျိုးသားညီအစိုးရအန်ယူဂျီကထုတ်ပြန်ပါတယ်။အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာနကတော့ငလင်ကြောင့်လူတပေါင်းကနေတသိန်းထိတည်ဆုံးနိုင်ပြီးစီးပွားရေးအရဆုံးရှုံးမှု အမေရိကန်ဒေါ်လာ10ဘီလီယံကနေ100ဘီလီယံထိရှိနိုင်တယ်လို့ခန့်မှန်းပါတယ်။လက်ရှိမှာအာနာသိန်းစိုးစုကငလင်တန်ကူညီကယ်ဆယ်ရေးအတွက်နိုင်ငံတကာအကူအညီတွေနဲ့လှုပ်ဆောင်နေပါတယ်။ငလင်ဘေးဒဏ်သင့်နေတဲ့မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်ပြီးငလင်ပညာရှင်ဖြစ်သူလို့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီလျှက်စစ်နဲ့စွမ်းအင်ဝင်ကြီးဌာနဝင်ကြီးအဖြစ်တာဝန်ယူထားတဲ့ဦးစိုးသူရထွန်းကို MFP ကဆက်သွယ်မေးမြန်းထားပါတယ်။ ပျက်စီးဆုံးရှုံးမှုစင်းရတော့မြင့်တက်လာတယ်သူအားတော့လေမဆန်းဘူးတော့ဒီလိုတဘာဝဖြစ်တိုင်းမှာတော့ပျက်စီးတာကိုဟိုကေထွားတဲ့အချိန်နဲ့တရင်ချက်လက်တွေကလည်းခုနပြောတဲ့ဒီခေတ်မှာမီဒီယာနဲ့ဒီဟိုလူတွေဆက်ဆံမှုသက်သွယ်မှုတွေစနစ်ပျက်စီးသွားတာတွေရှုံးသွားတာတွေရှိတဲ့အခါမှာတရင်ချက်လက်ကအချိန်မီမရတာတွေဖြစ်တတ်ပါတယ်တကယ်တော့လေဟိုဖြစ်စရာဖြစ်ခဲ့ပြီ အဲရပြီးမှထပ်ပြီးတော့တက်ဆုံးရတယ်လို့ရှိတာမှန်ပြီမဲ့လေတကယ်တော့တရင်ဟိုဒီစီးရင်ကိုဟိုအခြေပြီးမရကြတာလေဖြစ်ခဲ့တဲ့တဘာပီးဒီမှာလည်းဟိုကျုံရတဲ့စမြေပဲဖြစ်ပါတယ်အခုတော့ဒါလည်းတရင်ကြားစီးရင်တူတူလာပါပဲလို့တော့ဆက်ပြီးပန်းလို့ရပါတယ်နောက်တစ်ခုကတော့ဒီဟာကငလင်းရဲ့ပြင်းထန်အားကြောင့်ဟောဆိုတယ်တကယ်လည်းမှန်ပါတယ်အောက်လဲဆိုတော့ငလင်းပမာဏကတိတ်ကြီးတယ်ညီမပြီးမှဒီဘက်ခေတ်ထဲမှာဆိုရင်မကြုံဘူးတဲ့ပမာဏလည်းဖြစ်နေပါတော့ဒီပြင်းထန်မှုကဘယ်လောက်ထိရှိလဲဆိုရင် ဒီဟိုဥမာဟီရိုရှိမားမှာကျဲခဲ့တဲ့နျူကလ ியர் ပုံမျိုးဟိုအလုံးတစ်ထောင်လောက်ကျဲလောက်တဲ့ပမာဏမျိုးလောက်ရှိတယ်ပေါ့မြေအောက်စင်ပိုင်းဒီစင်ပိုင်းမျိုးခုနပိုင်းစင်ပိုင်းလောက်မှာလှုပ်တဲ့ဖြစ်ခဲ့တဲ့အင်အားကနေပြီးတော့တော့ကမာနီတူကူလုံးလှုပ်သွားတဲ့အခါမှာတော့ဒီလိုမျိုးပြည်ထောင်အားတော့ဖြစ်နိုင်တဲ့သဘောပဲဖြစ်တယ်ပေါ့နော်။စောက်ဦးတွေကိုခိုင်ခံ့အောင်မစောက်ခဲ့တာတွေလည်းပါတယ်လို့ခိုင်ခံ့အောင်စောက်တည်ဖြစ်စေဒီလိုမျိုးကြီးမားတဲ့အင်အားကတော့ဖြည့်ဆည်းနိုင်တဲ့ခြေနေရာတော့ရှိနိုင်ရပါပဲ။ ကျွန်တော်တို့လည်းတောင်းကနေတော့နေလို့ရှိပဲလို့မှန်းနေပါတော့။ဘာလို့လဲဆိုတော့ခုချိန်ကြီးတရင်ချက်လက်လည်းအပြည့်စုံမရသေးဘူး။ပြိမိနေတဲ့ဟိုပြိုနေတဲ့အောက်ကသူတွေလည်းခုဒီနေ့ကြာတို့နေရာတွေမှာတွေ့လာပြီပေါ့နော်။ကျေလို့ရတဲ့ဖေလို့ရတဲ့အချိန်မှာလည်းအသက်မရှိတော့ရတာပဲများတယ်ပေါ့နော်။ခုတော့ရောဝဲတို့ဘာလို့ပဲမှာဆိုတဲ့တရင်နေကြာနေရတယ်ပေါ့နော်။အဲတော့ဟိုကျွန်တော်နိုင်ငံလူမျိုးဒီလိုကေကူညီကလေးမှုစနစ်မှာအားနေနေတဲ့ကာလာလည်းဖြစ်တဲ့ခါကျတော့ဟိုတိကျဖို့ဒီဆုံး တို့တို့ဦးရာကြားလေးလေးတွတ်တက်ပြီးတွေ့ရတာလေးလေးဖြစ်ပါပါပဲ။ဟိုဒါနာဂိမုန်တိုင်းတို့ကလည်းဒီလိုပဲစေအုပ်စုအောက်မှာနေတဲ့ချိန်မှာဟိုဖြစ်လာတယ်။ဆက်လာချိန်မှာဂျာကနာလောက်ကနေတော့ထောင်ကနာထောင်ကနာနေနောက်ဆုံးတိန်းကျော်တီဖြစ်သွားတာလည်းရှိတယ်ပြေပေါ့နော်။အဲ့တော့အခုလေးဖြစ်နိုင်နေဆိုတော့ကမန်းလို့ရပါတယ်။အဲ့တော့များမယ်လို့တော့မထင်ဘူးပေါ့နော်။ဟိုစိုက်ကလုံးမုန်တိုင်းတို့ကနာဂိမုန်တိုင်းတို့ကဖြစ်တာကတော့အဲ့ဒီအရာကြီးကလည်းအရန်ကျေပြန်တာလည်းပါတယ်နောက်တစ်ခါလူတို့နဲ့မတီးဆက်တဲ့နေရာတွေမှာဖြစ်နေတဲ့တည်ဆုံးရတာတွေကများတဲ့အခါကျတော့ ဟိုကေကူရခရမဲ့တွေလည်းဖြစ်တယ်ပေါ့နော်နောက်ကပြန်ရှားရတာတွေလည်းဖြစ်တယ်ပေါ့နော်အခုကျတော့အဲ့လိုမဟုတ်နေဘူးမြို့အစုကမြို့ကြီးပြားကြီးမှာဖြစ်တဲ့ခါကျတော့ဟိုအချက်လက်တွေကညံကောက်လို့လည်းရနိုင်တယ်တိမကြခင်မှာပဲဖြည့်ထွက်လာနိုင်တယ်အဲ့တော့ကျတော့သူတို့ခံမှန်းတာလည်းတော့များမယ်လို့တော့မထင်ပါဘူးအများစုကတော့ဒီငလင်ကကျွန်တော်တို့ရဲ့ဒီတွက်ချက်မှုရပါတော့အရင်တော့သူတွေနာပြူလေးလာထားချက်တည်းဟာ ဒီ1939ခုနှစ်ကနောက်ဆုံးလုပ်ခဲ့တဲ့အစိတ်ပိုင်းပေါ့နော်စကိုင်းပြည့်ရီပေါ့တနည်းအားဖြင့်ရက်ခေါ်တော့စကိုင်းကလေးကျော်ပေါ့ဒီအားရဲ့ဒီနေ့ပြီးတော့အင်းဝအပိုင်းမှာဖြစ်တယ်လို့မြင်တယ်အဲ့ဒီအထက်မှာမှဒီတကြောလုံးမှာဖြစ်နေတဲ့မြို့ရွာကြီးအားလုံးမှာထိခိုက်တယ်ပေါ့နော်ပေါ့စကိုင်းပြည့်ရီကညီမပြည်မှာကီလိုကြာတစ်ထောင်ရောကြီးပြီပဲလေဒီထဲမှာမှာအကုန်လုံးကညီမပြည်လေပိုင်းမှာရှိတဲ့ရန်ကုန်ဘကူးကနေပြီးတော့မှတောင်ကူဖြူပေါ့နော်နောက်နေပြီးတော့ပြည်မနာနဲ့ဘွားတာစီ ပျော်ပွဲအဲစားပြေပေါ့တော့သူစကိုင်းမန္တလေးကနေပြီးတော့ပစ္စည်းနာပဲတိချက်သွားတာဆိုတော့ကျတော့အဲ့ဒီအားကြီးတစ်ခုလုံးကငလင်းတစ်ပြိုင်နဲ့လှုပ်သွားတာမဟုတ်ဘူးသူ့ရဲ့ပိုင်းပိုင်းကြီးကလှုပ်တာပေါ့နော်အချို့ပိုင်းကြီးကပမာဏ9လောက်ထိလှုပ်နိုင်တယ်အချို့ကပမာဏ6ကျော်ကျော်ပဲလှုပ်တယ်အခုပိုင်းကတော့ရှည်လဲရှည်ပြီးတော့နှစ်ပေါင်းများစွာရည်ရနေတဲ့ပိုင်းလို့ပေါ့နော်ဖြစ်ပေါ့ log ဖြစ်နေတဲ့ပိုင်းပေါ့နော်အဲ့ခါကျတော့သူကဟိုဒီလောက်ပမာဏနဲ့လှုပ်တဲ့ငလင်းကျော်တစ်ချောင်းမှာအများဆုံးအထိကိုက်တာကိုတွေ့ ရပါတယ်။ဒါပေမဲ့ငလေးရဲ့သဘောကမြောက်နဲ့မှာဒီငလေးပြင်းထန်အားကြီးပမာဏကြီးမားတဲ့အင်းစွိုင်းကိုထုတ်လို့လိုက်တာမှတ်ပြီးမဲ့လေတကယ်တမ်းကျဒီလှိုင်းကြီးကကျွေးသွားတဲ့အခါမှာမြင်လို့တဲ့ကြံပြင်းပြင်းနေမှာပို့ပြီးတော့ဒီ propagation ပေါ့နော်သူက amplifier နဲ့လှုပ်လိုက်လို့ပြောလှုပ်ပို့လှုပ်ဝေးလိုက်လို့ဖြစ်တယ်ပေါ့နော်အဲ့ဒီခါကျတော့ဒီ line တွေထိတဲ့နေရာတွေပေါ့နော်ရွေးအင်းလေးကလိုနေရာမျိုးမှာဖြစ်တာမျိုးပေါ့နော်ရေခမ်းတဲ့နေရာတွေမှာဖြစ်တာတွေလို့ခုပြင်ဘာမှမဆိုင်ပဲအများကြီးဝေးတဲ့ဘန်ကောက်လိုနေရာမှာသွားပြီးတော့လှုပ် ခတ်တာတွေကဒီတဘောသွားပါပါပဲ။ line တွေကပြုတ်သွားပြီးတော့မှဟိုအပြင်းတို့လှုပ်လို့ပိုကောင်းတဲ့နေရာတွေမှာသွားလှုပ်နေတဲ့တဘောပါပဲ။အဲ့တော့ထိခိုက်မှုတွေကကျေတဲ့ကျေပြသွားတယ်ပေါ့နော်။ဟို1912ခုနှစ်ကပေါ့နောက်ဆုံးလုပ်ခဲ့တဲ့မာနဒီ၈လောက်ရှိတဲ့ငွေဆိုရင်ဘီဘူးဘက်ကနေစက်တာပေါ့နော်ရက်ဆောက်ဘီဘူးလမ်းအဲအင်ဒိုနီးရှားလောက်ထိတော့မှဒီကလေးကိုတိလိုက်ကြတယ်ခံစားရတယ်လို့ဆိုရဲပေါ့နော်။အဲ့တော့ကလေးကိုခံစားရတာတရားနဲ့အနှက်ပဲဖြစ်ပြီးတော့ရသူ့ကြောင့် ီကိုင်ဘူကတော့လည်းဝေးသွားတဲ့ပြတော့နေတော့နေသွားတယ်ရှိတတ်ပါတယ်ကျပ်ကြီးကျော်ကြီးတခုလုံးကဒီလိုလှုပ်နေတယ်ပေါ့လှုပ်နေတဲ့အခါမှာဟိုပိုင်းတစ်ပိုင်းချင်းတစ်ပိုင်းချင်းတွေကတချို့နေရာတွေမှာမှန်မှန်လေးယူသွားနေတယ်ပေါ့နော်တချို့နေရာတွေကအဲ့လိုမယူဘဲနဲ့လော့ဖြစ်တယ်ဆိုတာဟိုဘယ်လိုပြောမလဲချုပ်မိနေတယ်ပေါ့နော်ဒီဘာမိသူကကြောက်လေဒါတွေနဲ့ဒီအားတွေကိုချုပ်နှောင်ထားတဲ့အခါမှာအဲ့ဒါကနေမခံနိုင်တော့တဲ့အချိန်မှာယူတီရဲ့ ပြတ်သွားတယ်ပေါ့နော်ဆိုလိုတာကတော့ဟိုကျွန်တော်တို့နမူနာတွင်းနေရာဝချမ်းများတစ်ခုကိုဆွဲလိုက်တယ်၊ကွေးကွေးပြီးတော့တွားနေတယ်ပေါ့နော်။ဒါခလစ်ကောင်ကတော့အဲ့ကောင်ကတင်းပြီးတော့ခံနေရတယ်၊ဖြောင်းနေကျူးသွားတဲ့ခါမှာ။မနောက်ပိုင်းကကွေးသွားတယ်ပေါ့နော်။အဲ့တော့စကိုင်းပြည့်ပြည့်ရဲ့ကြည့်လို့ရှိရင်အနောက်ဘက်ချမ်းပေါ့နော်ဒီဘက်ကဟိုဒီမြင်းကြံတို့ပကံတို့ရောက်ဦးလို့ရှိတဲ့အပိုင်းပေါ့နော်။ရှိအနောက်ဘက်ချမ်းနဲ့ဒီညာဘက်ကချမ်းပြည့်ရှိတဲ့အရှိဘက်ချမ်းနှစ်ချမ်းကပြီးလိုက်တဲ့ဘဝနဲ့တစ်တစ်ကိုအချမ်းပြင်းတက်လက်မတော့ဘူးပေါ့နော်။နှစ်တက်တမကအဲ အဲ2 2စင်တီမီတာလောက်နီးနှုံးလောက်နဲ့သူရွေ့နေရတယ်။ရွေ့နေဆိုတာဒီဘေးကပတ်ဝန်းကျင်ကရွေ့နေတယ်။ဒါပေမဲ့ဒီပြိုင်ပြေးတလျှောက်မှာရွေ့မနေဘူးပေါ့နော်။အဲ့မှာတပိုင်းချင်းတပိုင်းချင်းတွေမှာသူ့ရဲ့ခန္ဓာကြီးအားအလိုက်ဟိုတချို့ပိုင်းတွေကဆိုရင်နှစ်100လောက်အတွင်းမှာ9လောက်ရှိတဲ့ကလင်တွေလှုပ်တတ်တယ်။တချို့ပိုင်းတွေကတော့အခုလိုဆိုနှစ်100လောက်ရှိပါပေါ့နော်။ဟိုကလင်အကြီးပူကြီးတဲ့ကလင်ကြီးလှုပ်တတ်တယ်အဲ့လိုလည်းရှိပါတယ်။အဲ့တော့တပိုင်းချင်းတပိုင်းချင်းမှာအဲ့ဒါကိုကျွန်တော်တို့ကလင်သဘောရဆိုစက်မန့်အဲ့လိုပေါ်တော့ပေါ့နော်။ အစီအစီအမြန်ဒီပေါ့နော်ဆက်ကွာဆိုတာကျွန်တော်တို့ကအစ်စ်ပိုင်းလို့ခေါ်တာပေါ့အဲ့ဒီအပိုင်းတစ်ပိုင်းချင်းတစ်ပိုင်းချင်းရဲ့ထွက်တတ်တဲ့ငနေမှားနာတဲ့အချိန်ကာလတွေကမတူကြဘူးပေါ့နော်အဲ့လောက်ဒီတော့ကျွန်တော်ပညာရကလိလာလို့ကြားတယ်ဒါပေမဲ့ငလေးကဘယ်နည်းလုပ်မယ်လို့ဘယ်တော့လုပ်မယ်ဆိုတော့မပြောနိုင်ဘူးဘေးပိုင်းမှာတော့ဘယ်ပမာဏအထိလုပ်နိုင်တယ်ဆိုတာလောက်ဒီတော့မပြောနိုင်ပါနဲ့ဟိုလွယ်လွယ်ပြောရတော့ခုနကဝန်ချမ်းများပြောတဲ့ဥပမာလို့ပေါ့နော်သူ့ရဲ့ချုပ်တောင်ထားတဲ့အင်အားကအခုပြီးသွားပြီပေါ့ယူတီရပြီးသွားတယ်ပြီးသွားတဲ့အတွက်ကြောင့်နောက်တိုင်ငလေးကြီးတခုဇက်တိုင် လာဖို့ဆိုတော့တော်လေးခေးရင်ပါလေဒီစကိုင်းမြေကြီးရဲ့မှတ်တမ်းတပိုင်းကြောင်းရအောင်တွေ့ခဲ့ဦးတဲ့ဒီကျွန်တော်တို့ဘောလေးလာတိုင်းတာချက်ဒီအရာကတော့ငလင်းကြီးဒီလောက်ကြီးတဲ့ပမာဏအခုတော့တခုမကြခင်ဖြစ်ဖို့ဆိုတော့ဖြစ်နိုင်ရင်မရှိဘူးလို့တော့ကျွန်တော်တော့မြင်တယ်ဒါပေမဲ့တခြားအစ်စ်ပိုင်းဒီမှာဆက်ပြီးတော့ဒီလောက်မကြီးတဲ့ငလင်းကြီးလှုပ်ကောင်းတော့လှုပ်နိုင်နေတယ်ဖြစ်မယ်ဆိုဖြစ်နိုင်တယ်ဥပမာဆိုတော့1930လောက်ကပကူးငလင်းကြီးဖြစ်တဲ့ချိန်တော့31ပါအဖြူတောင်ဘက်မှာလှုပ်တယ်နောက်ဆွာဘက်မှာလည်း၆တက်သမား စမ်းမင်းမော်တော့၆တန်းမှ၅လောက်ရှိတဲ့ကလေးလက်ငယ်လေးလှုပ်ခဲတာရှိတယ်။နောက်တာ၄၅နှစ်လောက်ကြာတော့ဖားကန်တို့ဘာလို့မှဆက်လှုပ်တာလည်းရှိတယ်ပေါ့နော်။အဲ့တော့ကာလတော့ကြာမှထပ်တက်ပြီးတော့လှုပ်တယ်ဆိုတာတော့ဖြစ်နိုင်တယ်။ဒါပေမဲ့ဒီဘိုင်းမှာတော့ပြည်သူတွေအနေနဲ့အရင်ကြီးတော့လည်းထပ်ပြီးတော့လှုပ်ဖို့တော့ရှိဘူးလို့ကျွန်တော်မြင်တယ်။လှုပ်တာဒီ after shock တွေဖြစ်တယ်ဆိုတာအလင်းကြီးတခုလှုပ်ပြီးတိုင်းမှာသူ့ပြန်ပြီးတော့ adjust လုပ်တာပေါ့နော်။ပြည်သူကြောက်သွားတယ်ရအခုနဲ့သူပြန်ချိန်ကြိုက်အောင်ညှိတဲ့အချိန်မှာငလင်းငယ်တွေကအများကြီးလှုပ်ပါတယ်။ ါတဘာဝပဲဘောနော်အဲဒီလနဲ့ချီပြီးတော့ကိုလှုပ်တဲ့အချင်းစစ်ဒါရှိတယ်အဲ့ကောင်မှာအဲ့ဒီငလင်ကြီးလို့တော့အနေတော့မရှိတော့ဘူးဒါပေမဲ့လည်းငလင်ကြီးကြောင့်ချက်ချင်းမပြူဝင်တဲ့အဲ့နေတဲ့အပိုင်းကြီးပေါ့နော်အဆောင်ဆိုရင်အဲ့နေတဲ့အပိုင်းကြီးပေါ့နော်နောက်တခါကြီးလောင်းတာတမန်ကြီးတို့နောက်တခါဓာတ်စီလောင်ကန်ကြီးတို့ပေါ့နော်လောက်သားကြီးလောင်ကန်ကြီးဒီလူပါတွေကကျတော့ဟိုဖြစ်နေတဲ့အဲ့ကြောင်းနေရာတွေစိတ်ထွက်တာတွေကိုနောက်တာကလင်ငယ်ကြီးကြောင့်မကြပါပြူဝင်ပြီးထွက်တာတွေတို့ဒါအဲ့ဒီတော့အနေတော့ရှိနိုင်သေးတယ်ပေါ့နော်အဲ့လောက်ပဲစိတ်ပူပြီးတယ် အနေကြီးကြီးဒီလိုမျိုးလုပ်ဖို့ကတော့ဥလောရစင်မှာတော့ဖြစ်နိုင်ခြေမရှိဘူးလို့ပဲမြင်ပါတယ်။ဒါတော့သူတိသနာရလရဒီရပြောတာပေါ့နော်။ခါလီမှာတော့ကျွန်တော်တို့မှန်းလို့မရတာရှိတယ်။နမူနာပြောရရင်ဂျပန်ကြီးမှာပေါ့တော့စန်တိုင်းကလေးပေါ့တော့2000နဲ့စနစ်လောက်ပဲလုပ်ခဲ့တဲ့ကလေးဆိုရင်ဒီနေရာမှာ9.6လောက်ကြီးလုပ်နိုင်တယ်လို့ပညာရှင်တွေကတွေ့ထားတယ်။အဲ့ရနဲ့ခံနိုင်အောင်ပဲအဆောက်အဦတွေလမ်းတရားတွေတားပြီးစေုံကြီးတွေစောက်ခဲ့တယ်ပေါ့နော်။ဒါပေမဲ့9.6တကယ်လည်းလုပ်ရော တို့က AC ပဲဘာမှမဖြစ်ဘူးတိတ်ပြီးတော့အန္တရာယ်မရှိဘူးဒါပေမဲ့နောက်ထပ်ရက်နေငယ်မှာပမာဏ9လောက်ထိကြီးတဲ့ကလေးကြီးလှုပ်တဲ့တော့ဆူနာမီတွေဖြစ်ပြီးတော့ဒါပြီးစိုးရီတွေလည်းပြုတ်ထိခိုက်သွားတဲ့ပြဿနာမျိုးရှိခဲ့ဘူးလေဒါကတော့ဘာလဲဆိုတော့ကျွန်တော်တို့ကအရှင်ရှင်ကတမိုင်းတစ်ချောက်ကိုရလိလာရကွာနှစ်တစ်ထောင်လောက်အတွင်းကိုပဲလိလာရတဲ့အခါကျတော့ဒီလာနိုင်တဲ့အခြေအနေရှိတော့နှစ်9000နှစ်တောင်မှလှုပ်တဲ့ငလင်ပေါ့နိုင်ဘူးကတော့ရှားနိုင်တဲ့အခါမှာဒီလိုမျိုးဖြစ်တတ်တဲ့ဖြစ်စဉ်လည်းရှိပါတယ် ော်ဒါပေမဲ့တာမန်အပြင်တော့ခုချိန်မှာကျွန်တော်တို့ common sense စဉ်းစားမယ်ဆိုရင်ဒီပမာဏလောက်ကြီးတဲ့ကလေးတော့ထပ်လုံးမယ်လို့တော့မမြင်ဘူးကလေးငယ်ကြီးတောင်ဖြစ်လာတဲ့တာမန်အစုအယူလေးတွေပဲရှိနိုင်တယ်လို့ပဲမြင်ပါတယ်အားရဒီလိုမျိုးစေအောင်စုတွေအုပ်ချုပ်တိုင်းမှာဖြစ်တတ်တဲ့သဘောတွေပဲပေါ့နော်ကျွန်တော်နာကိမုန်တိုင်းကလည်းဒီတိုင်းပဲအခုလည်းဒီတိုင်းပဲရှိမယ်သူတို့ကိုယ်တိုင်က ဟိုအဖြစ်မှန်တွေကိုလည်းဖုံးပြခြင်းနဲ့စိတ်ရှိတယ်။တော်ပြီဆိုတာဘောရပြီပဲလေ။ဟိုဘယ်ဆိုရဘယ်နိုင်ငံမှာဆိုဖြစ်တတ်တဲ့သဘောရှိတယ်။ညီမပြီးကတော့တဘောပြီအနေနဲ့ဖြစ်တတ်တဲ့နိုင်ငံပေါ့နော်။အဲ့တော့ဒါကိုဥွင့်လင်းလင်းနဲ့ပြင်တောင်းချတပြပြီးတော့ကုညီကေစေဖို့ကိုလွတ်လပ်စွာပြီးလို့ရှိရင်ဒါမြန်မြန်ဆန်ဆန်ဟိုပြည်လေသွားနိုင်တယ်ပေါ့နော်။ကျွန်တော်ဒီရဲမှာဖြစ်တဲ့ဘေးကနေအသေးလေးကြည့်ပါရစေ။2015မှာအကြီးပြီးဖြစ်တာ2016မှာ ဆက်ကွန်တော့မှာတော့တခါဖြစ်တာအဲ့ဒါဒီဆိုရင်လည်းပြီးသူတွေကိုလည်းတက်တက်ကြွကြွနဲ့တွားပြီးတော့ကေရတယ်စင်ကာပူလိုအိုရိုနိုင်ငံတွေကတော့လာပြီးတော့လူကြတန်းကြတယ်ပေါ့နော်ဟိုအစိုးရရဲ့ဖွဲ့စည်းတွေကလည်းမန်အီတန်ပြည်သူကတော့ဟိုဆက်တမွိတ်တွေနဲ့ဟိုတည်ပြီးတော့လူမျိုးပြောင်းပေးကြတော့ပေါ့နော်အားတွေတော့မကြအောင်ပေါ့နော်ဝိုက်လူကြတယ်တခြားနိုင်ငံတွေကလူတွေလူတွေအများကြီးရှိတယ်ပေါ့နော်အဲ့လိုအခါဒီမှာဆိုရင်ကျွန်တော်ဘေးအန္တရာယ်ကြီးရှိတယ်ဆိုတော့တဘာဝကြောင့်ဖြစ်တာပြီးမဲ့လေတက်တာပြည်လဲစီတယ်ပေါ့နော်အခုကျတော့ဒီလိုမျိုးကေချင်းကုချင်းတဲ့လူတွေကိုမှ တော့လက်မခံရင်သူတို့နဲ့ပလဲလာမှတင်းနေလို့တော့လက်ခံရင်လည်းဒီထဲမှာတော့မအလှရှင်ကပေးတာများများပြူတွေရောက်တာစီကနေနေဖြစ်ပြီးတော့ကျတော့ကြားထဲမှာပြတ်တာတွေလက်တာတွေကနာကိမုန်တိုင်းတော့လည်းခံခဲ့ရဘူးပေါ့ကျုံခဲ့ဘူးပေါ့နော်ဟိုဟာရာပီအဟာရတွေပြီးတဲ့ဘီစကစ်မုန်တွေတော့မှတက်ထဲမှာယူစားတာတော့ဘိုးဘရွက်ဖြစ်တဲ့တွေကိုယူသွားတော့ဒါတွေကသူတို့လုပ်နေကြအလုပ်တွေပဲလို့ကျွန်တော်မြင်တယ်ပေါ့ကိုလေဒါကဒါမလုပ်ဘူးမလုပ်တင်တဲ့အရာဘယ်သူကကူရင်ကူရင်နှောက်ဖွင့်ပေးရမယ့်အားတွေကိုဒီလိုမျိုးပိတ်ဆို့တဲ့အားတွေကဒီလိုမျိုးဟို တော့အနာရှင်တွေသူပြည်စစ်အုပ်စုတွေရဲ့နိုင်ငံညာသားမုန်တိမှုရောဟိုပြည်သူလူထုပေါ်မှာမချစ်ခင်မှုတွေရောဒါရအလုံးကဖြစ်နေတာပါပဲဒီတိုင်းဖြစ်ရုပ်ဖြစ်စင်လည်းဖြစ်ပါတယ်တက်တလုံးမှာတော့သူကတော့သူတို့အနေနဲ့လူချင်းဆုံးကတရားဝင်မှုပေါ့နော်ခုချိန်ဒီအာဆီယံအစည်းအဝေးတော်မှာတက်ခွင့်မရသေးတဲ့သူတွေအနေနဲ့တော့သူတို့ကတော့တက်နိုင်တဲ့နိုင်ငံတကာလာဆက်ဆန္ဒကိုလက်ခံပါတယ်ဝါတာပါတယ်ဆိုတဲ့ပုံစံနဲ့လုပ်ပါပဲပေါ့နော်ဒါပေမဲ့တကယ်လက်တွေ့မှာတော့လောကခံရကြအောင်လုပ်မယ်အစင်ခံထားမယ်ပြီးရင် ဟိုဒီအားဒီသူတို့ကိုယ်တိုင်းနဲ့တစိကပ်ပြီးပြန်ပြီးခဲ့တာတွေလည်းရှိခဲ့ဘူးဒါတွေလည်းရှိတယ်အဲခုနကနိုင်မယ်ပေါ့နော်လူချင်းရပြီးတာကိုညနာဘယ်သူမှနေရာနဲ့တော့နေတော့မို့တော့တွားတဲ့နေရာလောက်ကဝယ်ဖို့ရှုံးနဲ့လုတ်ပြပြီးကျန်တာတွေကိုဖုံးဖိတာတွေဒါတွေကဖြစ်ခဲ့တဲ့မှတ်တမ်းတွေလည်းရှိတယ်သူတို့ကိုယ်တိုင်းလည်းဒီဒီဒီစစ်အုပ်စုကရှိပါရှိတဲ့စစ်ဘုတ်တွေလိုတော့မအုံတော့မရှိတာမို့တဲ့ခါကျတော့သူတို့ကမကောင်းတာတွေကိုသူကိုယ်တိုင်းအကျင့်ပဲရှိတာဆိုတော့ကျွန်တော်မြင်ရတော့ထိရောက်ပဲလို့တော့မယုံမယုံကြည်ပါဘူး အဲ့တော့ဒီနိုင်ငံတကာအဖွဲ့တွေကလာပြီးတာတွေကလည်းပြည်သူလူစုရောက်ရောက်တဲ့လောက်ရောက်မယ်လို့တော့ကျွန်တော်တို့တော့မမြင်ဘူးပေါ့နော်ဒီလိုပဲတော့စီတော့ပြောချင်ပါတယ်ဟုတ်တယ်အဲ့ဒါကငလင်းလှုပ်တိုင်းမှာသူက liquid passion လို့ခေါ်တာဘာလို့တဲကြီးပြောဘတ်ထွက်တယ်ဆိုတာဒီနေ့မှဖြစ်နေရှိတယ်ဟိုအဲ့ဒါက သူအသေးကြီးကနေဖြစ်လာတာဆိုတော့သူကလှုပ်တဲ့လှုပ်ကောင်မှုကြောင့်ဖြစ်တာတွေစက်တိုက်ဖြစ်တာလားဆိုတော့ကျတော့တကားနှံ့မှာဖြစ်တတ်တယ်သူကြီးလွှမ်းတဲ့ရောက်ရည်မျက်နှာပြင်းတဲ့နေရာတွေပေါ့နော်ဒီမှာဖြစ်တဲ့ခြေဥပ္ပစေဟိုရှိပါတယ်ဒါပေမဲ့အဲ့ဒါကြောင့်အန်ရဖြစ်လာတယ်အဲ့လိုကြောင့်လည်းအဆောက်အဦတွေညိုင်လေညိုင်ကြီးလေးတွေပဲဖြစ်တတ်ဖြစ်ခဲ့ကြတယ်ပေါ့နော်ခြေဥပ္ပစေလည်းဖြစ်တယ်ဒါနောက်မင်းကြီးကလည်းတော့ကျွန်မပြောမှာဒီတာချီလေးကတာလင်ကလေးတို့ဘာလို့မှလည်းအဲ့လိုမျိုးသေးသေးပန်းထွက်တာတွေကြောင့်ပဲအဆောက်အဦတွေညိုင်ကြီးတော့တက်တာတွေဖြစ်တယ်လမ်းတွေပျက်စီးတာတွေဖြစ်တယ်ပေါ့နော် အဲ့တော့ဒါကဟိုဒီမှာအကြီးကြီးဖြစ်သွားမယ်လို့တော့မမြင်ဘူးသူကြောင့်ဖြစ်တယ်ဖြစ်ဖြစ်စေလည်းဖြစ်တယ်ဒီအကြောင်းတွေမှာဆက်တော့ဖြစ်နေဦးမှာပဲပေါ့နော်လေခွင့်တွေထဲမှာအစပေါ့နော်နေရာတော့ဖြစ်တတ်ပါတယ်